မင်္ဂလာညချမ်းပါရှင်။2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ Radio Energy ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့မြမကိုစလက်ဖွဲ့ကဦးဆောင်တင်သွင်းတဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဆုံးဖြတ်ချက်အဆိုမူကြမ်းကိုထောက်ခံမဲ့133မဲနဲ့အတည်ပြုတဲ့သတင်းဖြစ်ပါတယ်။မြမကိုစလက်ဖွဲ့ကဦးဆောင်တင်သွင်းတဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဆုံးဖြတ်ချက်အဆိုမူကြမ်းကိုထောက်ခံမဲ့133မဲနဲ့ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေးကော်မတီကအတည်ပြုလိုက်ပါတယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဆိုတဲ့ဆုံးဖြတ်ချက်အဆိုမူချက်အမှတ် A မြင်းဆောင် C1 မြင်းဆောင် A0 မြင်းဆောင် L44 ကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမကြီးဦးကျော်မိုးထွန်းကအချိန်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီထံမိတ်ဆက်တင်သွင်းခဲ့ရမှာကော်မတီကအော်တိုဘာလ30ရက်နေ့မှာမဲခွဲပြီးအတည်ပြုခဲ့တာလို့သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ဒီဆုံးဖြတ်ချက်အဆိုကို 1995ခုနှစ်ကစပြီးထွေထွေညီလာခံပထမကော်မတီကတစ်ဆင့်နှစ်စဉ်တင်သွင်းခဲ့ရမှာဖွဲ့ဝင်နိုင်ငံများရဲ့ထောက်ခံမဲ့အများစုနဲ့နှစ်စဉ်နှစ်တိုင်းအတည်ပြုနိုင်ခဲ့တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ယုံထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဆုံးဖြတ်ချက်ဆိုမှုချက်မှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေအနေနဲ့နျူကလ িয়ার လက်နက်အားလုံးကိုအမြဲဆုံးဖြတ်သိမ်းနိုင်ဖို့ထိရောက်တဲ့လက်နက်ဖြတ်သိမ်းရေးအစီအမံတွေလှုံ့ဆော်ကြဖို့တိုက်တွန်းထားပါတယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်မှာပွင့်လင်းမြင်သာမှု နောက်ကြောင်းပြန်မရနိုင်မှုနဲ့စစ်ဆေးဒီပြုနိုင်မှုစတဲ့နေရာမှာတွေကိုအသုံးချရမှာရေးကြီးပုံတွေကိုလေးပေးဖော်ပြထားတယ်လို့သိရပါဗျ။ဆုံးဖြတ်ချက်အဆိုမူချက်ဟာနျူကလ িয়ার လက်နက်များတားဆီးပိတ်ပင်ရေးစာချုပ်အသက်ဝင်လာတာကိုကြိုးစိုးရရောက်ပြီးနျူကလ িয়ার လက်နက်ဖျက်သိမ်းရေးလုပ်ငန်းကိုအထောက်အကူပြုတဲ့နျူကလ িয়ার စံသက်ပိတ်ပင်မှုဆိုင်ရာစာချုပ်အများဆုံးအသက်ဝင်လာအောင်လည်းတောင်းဆိုထားတယ်လို့လည်းသိရပါဗျ။နျူကလ িয়ার လက်နက်ကင်းမဲ့တော့ကမ္ဘာတစ်ခုပန်းနိုင်တဲ့နျူကလ িয়ার လက်နက်အားလုံးပြီးတိုင်ဖျက်သိမ်းရေးအမှန်ချက်တူညီကြတဲ့ဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ အပြုသဘောဆောင်တဲ့ပူးပေါင်းပါဝင်ဖို့အသိရှိနေပြီးဖွဲ့ဝင်နိုင်ငံတွေရဲ့အကြံပြုချက်တွေကိုလက်ခံသွားမယ်လို့မြန်မာတမ်းမဲ့ကြီးကစီဝေးတရားလာသည်တွေကိုပြောကြားခဲ့ပါတယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဟာမြန်မာနိုင်ငံရဲ့ဦးစားပေးအစီအစဉ်ဖြစ်ဆက်ရှိနေမယ်လို့လည်းတမ်းမဲ့ကြီးဦးကျော်မုံထွန်းကထပ်ပြီးတီးပြခဲ့ပါတယ်။မြန်မာကိုယ်စားလှယ်ဖွဲ့ကဦးဆောင်တင်သွင်းတဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဆုံးဖြတ်ချက်အဆိုမူချက်အမှတ် A မြင်းဆောင် C1 မြင်းဆောင် A0 မြင်းဆောင် L44 ကိုပထမကော်မတီလို့ခေါ်တဲ့ ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီမှမဲခွဲဆုံးဖြတ်ရာတောက်ခံမဲ133မဲကန့်ကွက်မဲ43မဲကြားနေမဲ79မဲနဲ့အတည်ပြုခဲ့တာလို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စီရင်နဲ့လုံခြုံရေးဖွဲ့စည်းရေးအားလုံးရတားပြည်သူတွေရဲ့ကြီးကြပ်မှုအောက်ရောက်ချိန်မှ COBUOS ဝင်မယ်လို့ကုလဆိုင်ရာမြန်မာတမကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြည်သူအာဏာနဲ့ဒီမိုကရေစီစနစ်ပြန်လည်ထူထောင်ပြီးစီရင်နဲ့လူကြုံရေးအဖွဲ့အစည်းတွေအားလုံး ်ရတားပြည်သူတွေရဲ့ကြီးကြပ်မှုအောက်ဖြစ်ဝါရောက်တဲ့အချိန်မှာအကသဟင်းလင်းပြင်အားငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာကော်မတီ COVOS မှာဖွဲ့ဝင်ဖြစ်ပါဝင်မယ်လို့ကုလဆိုင်ရာမြန်မာတမက်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ဂျိန်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံဒုနိုင်ငံရေးနဲ့ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီရဲ့အာကသဟင်းလင်းမြေအားငြိမ်းချမ်းစွာအသုံးပြုခြင်းနဲ့ပတ်သက်၍ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်နဲ့ဆွေးနွေးတဲ့အစီအစဉ်ကိုအောက်တိုဘာလ30ရက်နေ့ကကျင်းပခဲ့ရမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမက်ကြီးဦးကျော်မိုးထွန်းကသူ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့အာကတဟင်းလင်းမြင့်ကိုညင်ချမ်းစွာအသုံးပြုခြင်းဆိုင်ရာကော်မတီ COPUOS နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့အာကတလုပ်ငန်းတွေရဲ့ရှေ့တည်တန်းခိုင်မြဲစေဖို့နဲ့အာကတကိုတာဝန်ယူမှုရှိရှိအသုံးပြုနိုင်စေရေးဆောင်ရွက်ချက်တွေကိုမြန်မာသံမက်ကြီးကချီးကျူးဂုဏ်ပြုခဲ့ပါတယ်။68ကြိမ်မြောက်ကော်မတီအစည်းအဝေးမှာအဖွဲ့ဝင်အသစ်ဖြစ်ရှောင်ထားမှုတွေနဲ့ကော်မတီကိုတင်သွင်းမဲ့ဆုံးဖြတ်ချက်ဆိုမှုကြမ်းတွေကို မြန်မာနိုင်ငံအနေနဲ့မှတ်သားထားပြီးမြန်မာနိုင်ငံအနေနဲ့ COPOS အဖွဲ့ဝင်ဖြစ်ဖို့အသင့်မဖြစ်သေးဘူးဆိုတာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးအနေနဲ့ဇွန်လ16ရက်နေ့ကလေးကကုလသမဂ္ဂအာကာသဟီယာယုံကိုအကြောင်းကြားထားတယ်လို့သိပေးခဲ့ပါတယ်။မြန်မာနိုင်ငံမှာ2022ခုနှစ်မှာဖြစ်ခဲ့တဲ့တရားမဝင်စစ်အာဏာသိမ်းမှုကြောင့်လက်နက်ကန်ပြပခန့်တွေတိုးလာတာစီးပွားရေးပြိုလဲတာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့လူ့ခွင့်ရေးဆိုင်ရာအကျက်တဲတွေရင်ဆိုင်နေရတယ်လို့ ဂျမစီယုစုကရသားပြည်သူတွေပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေနေစင်းနဲ့အမျှပြုလုပ်နေတာကြောင့်လို့လည်းရှင်းပြခဲ့ပါတယ်။မြန်မာနိုင်ငံနေနဲ့အကြမ်းဖက်မှုများရဲ့ဆယ်ရေးအလုံးပါဝင်တဲ့ဆွေးနွေးမှုတွေဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေးပြန်လည်ထူထောင်ရေးဂျမစီယုစုကစီစဉ်နေတဲ့အထူးရောင်းရွေးကောက်ပွဲကိုညင်ပယ်ရေးဆီယနာရှင်စနစ်အမြင့်ဖြတ်ရေးနဲ့ဖော်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးစတာတွေကိုဦးစားပေးလုပ်ရမယ်လို့လည်းမြန်မာသံမက်ကြီးကပြောကြားခဲ့ပါတယ်။စူပါစီဝေးမှာကော်မတီဖွဲ့ဝင်အစ်စ်တွေဖြစ်ရှောက်ထားကြတဲ့ ကုလားဖွဲ့ဝင်နိုင်ငံ6နိုင်ငံရဲ့ရှောက်ထားမှုကိုမြန်မာနိုင်ငံအနေနဲ့ပြေဝါထောက်ခံခဲ့ပြီးမြန်မာစစ်တပ်ရဲ့မယိုးသားတဲ့ရွေချက်တွေနဲ့ COPOS တို့မဟုတ်အခြားကုလားသမဂ္ဂဖွဲ့စည်းတွေကိုတုံးချပြီးသူတို့ကျူးလွန်ခဲ့တာတွေကိုဖုံးကွယ်ဖို့ကြိုးပမ်းနေတာတွေကိုပြည့်ပြည့်စုံစုံကန့်ကွက်ခဲ့ပါတယ်ရှင်။ဆလဘီရခိုင်တပ်တော် AA ဒိန်းချုံနယ်မြေတွေကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်ကလင်းငယ်ရီအပါဝင်စစ်နှုတ်သေးဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါဦးမယ်။ ရခိုင်တပ်တော် AA ထိန်းချုပ်ထားတဲ့နေမျိုးတွေကိုအာနာသိန်းစစ်တပ်ကလေကြောင်းကနေတိုက်ခတ်မှုကြောင့်သုံးရက်အတွင်းကလင်းငယ်တွေပါဝင်ရသားပြည်သူ12ဦးသေဆုံးပြီး30ကျော်ဒဏ်ရာရခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ဂျမစစ်တပ်ဟာ AA နဲ့မဟာမိတ်ဖြစ်တဲ့တအောင်တမရော DNL နဲ့ပြည်ရဆဲပြီးချိန်မှာ AA ထိန်းချုပ်ထားတဲ့နေမျိုးတွေကမြို့ရွာတွေကိုလေကြောင်းတိုက်ခတ်မှုတွေအချိန်မြင့်လုပ်လာတယ်လို့လည်းဆိုပါတယ်။ဂျမစစ်တပ်ဟာရေသေးတောင်ကြောက်ဖြူပေါက်တော့ပုံနှကျွမျိုးနယ်တို့ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့ ရသားပြည်သူတွေထိခိုက်သေးဆုံးခဲ့ရတယ်လို့သိပေးပါဗျ။ဂျမစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်သေဆုံးသူတွေထဲမှာသက်9နှစ်အရွယ်ကလေးငယ်2ဦး၊9နှစ်အရွယ်ကလေးငယ်2ဦးနဲ့သက်18နှစ်အရွယ်ကလေးငယ်2ဦးပါဝင်နေပြီးသေဆုံးသူများစုဟာမျိုးသမီးတွေဖြစ်တယ်လို့ AA ကမြည်စင်းတဲ့တကထုတ်ပြန်ထားပါဗျ။ဆိုပါထုတ်ပြန်ချက်မှာဒဏ်ရာရသူ32ဦးရှိခဲ့ပြီးကလေးငယ်တွေတက်ကြီးရွယ်အိုတွေနဲ့မျိုးသမီးတွေလည်းပါဝင်တယ်လို့ဖော်ပြထားပါတယ်။စီရဲနိုင်ငံရဲ့ပါဝင်ဖက်ဖက်ကရှုံးနေနေတဲ့စစ်တပ်ဟာ ခုနှစ်ထဲမှာအီနာမဟာမိတ်သုံးဘွေတွေကကိုကိန်းနဲ့တအောင်းဖွဲ့စည်းလို့နဲ့မရှိမနောက်အပြစ်ခတ်ရဲစဲရဲလုံနိုင်ခဲ့ပေမဲ့မြန်မာပြည်သူတွေပေါ်နေစဉ်ကျူးလွန်နေတဲ့ဆေးရဆွေးမှုတွေကတော့ရော့ကျသွားတာမရှိဘူးလို့အေအေကပြောပါတယ်။အရခဒေတာပါဝင်မြန်မာနိုင်ငံအနှံ့မှာရှိတဲ့အပြစ်မဲ့ရတားပြည်သူတွေပေါ်ဆေးရဆွေးမှုတွေလက်ရဲစဲရဲဆက်လက်ကျူးလွန်နေစဉ်ဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့ဂျမတ်စစ်တပ်ရဲ့တိုက်ခတ်မှုအန္တရာယ်ကိုသတိရှိကြဖို့တိုက်တွန်းထားပါတယ်။ ဂျမတ်စစ်တပ်ဟာစီးရီးနဲ့လုံးဝမသက်ဆိုင်တဲ့ရဲသားပြည်သူတွေနေထိုင်ရမြို့ရွာစာတင်ကျောင်းဆေးရုံလူနေထူထပ်တဲ့ရပ်ကွက်နဲ့ဘာသာရေးလူမှုရေးပွဲတွေလိုလူစုလူဝေးရှိတဲ့နေရာတွေကိုလူမဆန်စွာတရေပေါင်းကြောင်စွာနဲ့ဒီကြောင်ကနေပုံကျဲတိုက်ခိုက်တာလက်နက်ကြီးတွေဒရုန်းတွေနဲ့ရွေချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာဟာဆေးရုံစုမှုကိုပြောင်ကျကျကျူးလွန်နေတာဖြစ်ပြီးလူသားမျိုးနွယ်ပေါ်လက်နက်အားကိုးနဲ့ပြစ်မှုကျူးလွန်နေတာလို့ရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကမ်ဘလူနယ်မှာတလအတွင်းရသားပြည်သူ80ခန့်ပေါ်တာဆွဲခံရပြီးမြို့သမီး2ဦးအဓမ္မပြုချက်တပ်ဖြတ်ခံရက2ဦးပျောက်ဆုံးနေတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းကမ်ဘလူမြို့နယ်မှာအော်တိုဘားလတလအတွင်းမှာပြည်မဲ့ပြည်သူ80ဦးခန့်ပေါ်တာဆွဲဖမ်းဆီးခံရပြီးမြို့သမီး2ဦးအဓမ္မပြုချက်တပ်ဖြတ်ခံရသလို2ဦးပျောက်ဆုံးနေတယ်လို့ကျွန်းလကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ကထုတ်ပြန်ထားပါတယ်။မြေပြင်မှာရှိတဲ့တော်လိုင်းအဖွဲ့အစည်းတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီး ဂျွန်လကမ်ဘလူတက်ကြွလှူရှားသူများပွဲကမ်ဘလူခရိုင်ကအတီပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။ပေါ်တာဆွဲဖန်းစည်းခံရသူတွေထဲက29ဦးဟာတန်တမီရွာကဖြစ်ပြီးဇီကုန်းရွာက18ဦးနဲ့ယူဟာလန်ကျောမှာရှိတဲ့စပယ်နဒပြူအထိုင်စခန်းက30ဦးထက်မနည်းဖမ်းဆီးခဲ့တာလို့သိရပါဗျ။ဇီကုန်းကကြားဆက်ကနေထွက်လာတဲ့စစ်သားတွေနဲ့ပြူစောသူတွေအော်တိုဘလ9ရက်ကထန်းမင်ရွာကိုဝင်လာပြီးမြို့သမီးတဦးကိုအာရမပြူချင်းကမီးရှို့တပ်ဖြတ်ခဲ့ပြီးမြို့သား29ဦးကိုတော့ကက်မလူ63936တက်ကို ပေါ်တာဆွဲဖန်စီသွားခဲ့ပြီးအော်တိုဘလ25ရက်မှာ MS Sanity လေရင်နဲ့စစ်တင်နှံပေးဖို့ခေါ်သွားတယ်လို့ဆိုပါရယ်။ဇီကုတ်ရွာကမြို့သား9ဦးနဲ့မြို့သမီး9ဦးစုစုပေါင်း18ဦးကိုအော်တိုဘလ25ရက်ကဖန်စီသွားတာဒီနေ့ထိပြန်လည်လွမြောက်လာတာမရှိသေးဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်။ဇပယ်နေသားစစ်တပ်ထိုင်စခန်းမှာရှိတဲ့စစ်အုပ်စုဟာအော်တိုဘားလ14ရက်မှာအရဲတော်တနိုင်ပြေးဆွဲနေတဲ့အန်စာရုံကားပေါ်မှာပါတယ်။တပင်းမြို့နယ်တက်ကဲချံရွာကမြို့သား9ဦးကိုဖမ်းဆီးခဲ့တယ်လို့ အော်တိုဘားလ15ရက်မှာလဲခင်ဦးမြို့နယ်ကခီးသွွားမြို့သား၃ဦးကိုဖမ်းဆီးခဲ့တာမှာသူတို့လည်းပြန်လွတ်မလာသေးဘူးလို့သိရပါဗါ။အော်တိုဘားလ16ရက်မှာလဲကောလင်းမြို့နယ်ကုတ်ကုတ်ကုန်းရွာကနေဒဇယ်ဘက်ကိုကထိန်ခင်းမှုသွားတဲ့မအေးမအုပ်နဲ့ခင်းမှုဖြစ်သူကိုဇပဲနသားပြူအထိုင်းစခန်းကဖမ်းဆီးခဲ့ပြီးဖိုးရန်ရွှေတဲတွေကိုလူယူခဲ့တဲ့ပြင်မအေးမအုပ်ကိုအာမပြူချင်းတပ်ဖြတ်ခဲ့ပြီးခင်းမှုဖြစ်သူကိုဖမ်းဆီးနှိပ်စက်ခဲ့ရညမနှိပ်စက်ခံရတဲ့ဒဏ်ရာတွေနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့မှတ်တမ်းတွေရသိရပါဗါ။ ဖန်စီတက်ဖြတ်မှုတွေစက်တိုက်လုပ်နေတဲ့သဘင်တသာပြူထိုင်စကန်ကစီအိုစုဟာအော်တိုဘလ19ရက်မှာလဲခီးသွွားကားပေါ်ကမြူသားတုံးကိုထပ်ပြီးဖန်စီခဲ့တယ်လို့ရေပြင်သတင်းတွေကဆိုပါတယ်။ယူဟာလန်ကျွန်းမှာရှိတဲ့သဘင်တသာပြူကကပြူကောင်းဆောင်ထုတ်မြင့်တဲ့ဥဆောင်ပြီးပေါ်တာဆွဲဖန်စီတာတွေမိန်ကလေးတွေကိုဖမ်းပြီးအာမပြူကျင့်တက်ဖြတ်တာတွေစက်တိုက်လုပ်နေတဲ့အတွက်မလို့အပ်ပဲသဘဲနသာလန်ကျောက်ကိုတုံးပြီးခီးမသွားချဖို့ဒေသနေပြည်သူတွေကလည်းချင်းချင်းတရိပ်ပြီးပြောဆိုနေကြပါဗျာ။ ကမ္ဘာလူမျိုးနဲ့အေးတာယာယောကမြို့သမီးနှုတ်ဦးလည်းအော်တိုဘာ9ရက်ကဇပင်နတာဆေးဥစုထိုင်စခန်းကိုဖျက်ပြီးဇီးကုန်းကိုသွားခဲ့ရမှာပျောက်ဆုံးနေတာတလနီးပါးကြာမြင့်နေပြီးခုချိန်ထိပြန်မတွေ့သေးဘူးလို့သိရပါတယ်။အော်တိုဘာလ29ရက်ကလည်းကောလီမျိုးနယ်ပေကုံရွာကအသက်16နှစ်ရွယ်မြို့သမီးငယ်နှစ်ဦးရွှေပြဘက်ကိုဆိုင်ကဲနဲ့သွားဇပင်နတာအပြူထိုင်စခန်းကဖမ်းဆီးခဲ့ရမှာတဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက်တဦးကတော့ဦးစင်တမရဲ့အကူအညီနဲ့ပြန်လည်လွတ်မြောက်လာတယ်လို့ပြောပါရတယ်။ဇပင်နတာပြူထိုင်စခန်းမှာရှိတဲ့ဆေးဥစုဟာ စစ်မှုထမ်းစေဖို့မျိုးသားတွေကိုပြစ်မှတ်ထားအတင်းအဓမ္မဖမ်းဆီးတာတွေလုပ်ခဲ့ရမှာအော်တိုဘလာ24ရက်ကဖမ်းဆီးခံထားရတဲ့မျိုးသား10ဦးကို ထိုင်းစခန်းကနေကက်မလူဘတ်ကားနဲ့သွားပို့ခြင်းမှာ10ဦးစလုံးထွက်ပြေးလွတ်မြောက်လာတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေစီကသိရတယ်လို့ဂျွန်လာကက်မလူတက်ကြွလှုပ်ရှားသူများဖွဲ့ကက်မလူခရံကထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးလူပိသဘီကုံတိတ်ခါရှိတဲ့တော်လရေးသမားဖြစ်လို့သူတွေကိုပြုံးလင်ခံတရင်သုံးဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။လူပိသဘီကုံတိတ်ခါရှိတဲ့တော်လရေးသမားဖြစ်လို့သူတွေကိုပြုံးလင်ခံတရင်သုံးကဖိတ်ခေါ်ထားပါတယ်။လူမဆန်တဲ့ဆီယနာရှင်တွေနဲ့ဆီယနာရှင်စနစ်ကိုရိုက်ချိုနိုင်ဖို့တော်လရေးစိတ်ဓာတ်ပြင်းထန်တဲ့လူငယ်တွေပူးပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။ပြုံးလင်ခံတရင်သုံးနဲ့ပူးပေါင်းပါဝင်လို့သူတွေဟာကျမရေကောင်းမှုပြီးနာရာရှိယောဂါမရှိသူစတီယိုထက်ထားသူတွေမဖြစ်ဖို့လိုတယ်လို့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။ မှန်ကန်တဲ့မိနဲ့စီကန်းတွေကိုလိုက်နာနိုင်ရမှာဖြစ်ပြီးမိဘအုပ်ထိန်းတို့ဒါမှမဟုတ်အိမ်တော်ဘက်တွေရဲ့ခွင့်ပြုချက်နဲ့လာရောက်ပူးပေါင်းနိုင်တယ်လို့ဆိုပါတယ်။တနင်္ဂနွေပြီးတဲ့နေ့ကစပြီး၃နှစ်တာဝန်ထမ်းဆောင်ရမယ်လို့ကန့်သက်ထားပြီးတိုက်ခိုက်ရေးတာဝန်ကိုဦးစားပေးထမ်းဆောင်ရမှာဖြစ်ပေမဲ့လိုအပ်လာရင်ခြားတာဝန်တွေကိုလည်းခြေပွန်စွာထမ်းဆောင်နိုင်ရမယ်လို့အသိပေးထားပါတယ်။အနာရှင်စနစ်အမြင့်မပြည့်ရင်ဘယ်လူမြောက်နယ်မြေမှမန်တကယ်လူမြောက်တယ်လို့သတ်မှတ်နိုင်မှာမဟုတ်တယ်လို့အာမခံချက်လည်းမရှိနိုင်ဘူးလို့ပြုလင့်ခိုင်တိုင်ရင်တုံးကတတိပေးထားပါတယ်။ လက်ရှိချိန်မှာလူငယ်တွေအနေနဲ့စစ်တပ်ဘက်ကပါဝင်ပြီးကိုမယုံကြည်ရာကိုလှုပ်ရင်နဲ့အသေးခံမလားဂုံတိတ်ခါရှိရှိနဲ့တိုင်းပြည်နဲ့ပြည်သူလူထုအတွက်တော်လင်းတပ်ဖွဲ့တွေဘက်ကပါဝင် တိုက်ခိုက်မလားဆိုတာစဉ်းစားဆုံးဖြတ်ရမယ့်အချိန်လို့လည်းထုတ်ပြန်ချက်ကဆိုထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရွှေပေါကံရဲစခန်းကနေကင်းဘက်ဖို့ထွက်လာတဲ့ရဲတွေကိုမြို့ပြပျောက်ကြားအဖွဲ့တိုက်ခိုက်မှုထိခိုက်မှုများနိုင်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်မြို့တော်မြောက်ကလာပါမြို့နယ်ရွှေပေါက်ကန်နယ်မြေရဲစခန်းကနေကင်းဖက်ဖို့ထွက်လာတဲ့ရဲတပ်ဖွဲ့ကိုလက်ပစ်ဗုံးတွေပြင်းအားမြင့်မိုင်းတွေနဲ့တိုက်ခိုက်ခဲ့တာမှာထိခိုက်မှုများနိုင်တယ်လို့ရန်ကုန်အာမေအဖွဲ့ကထုတ်ပြန်ထားပါတယ်။ကင်းဖက်ဖို့ထွက်လာတဲ့အချိန်ကစပြီးတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ထိခိုက်မှုများနိုင်တာလို့ဆိုပါတယ်။အဲ့ဒီစစ်စင်ရေးကိုမနေ့ကအော်တိုဘာလ31ရက်ည10:00နာရီကျော်အချိန်မှာရန်ကုန်အာမေနဲ့နောက်ပိုင်းခင်ပါကာဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ ရေပတ်သက်နေမြေရဲစခန်းကရဲတွေဟာည7:00နာရီဝန်းကျင်မှာဆိုင်ကယ်တွေနဲ့ကင်းဘက်ထွက်လေရှိတာကြောင့်ဆိုင်ကယ်တွေထွက်လာချိန်မှာမိုင်းတလုံးလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ရေပတ်ကန်ရဲစခန်းနေပောက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးရဲတွေထိခိုက်ဒဏ်ရာရရှိတယ်လို့ဒေသခံတွေကသတင်းပေးပို့လာကြောင်း Fly Info ရဲ့ Telegram Channel မှာဖော်ပြထားပါတယ်။ရန်ကုန်အာမင်ဖွဲ့ဟာအော်တိုဘားလ30ရုံးကလည်းရွှေပြည်သားမျိုးနဲ့ခုနှစ်ရက်ွယ်ရုံးကိုတိုက်ခိုက်ခဲ့တယ်လို့ ဒီလထဲမှာပဲလေကူးမြို့နယ်ကထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မင်္ဂလာတို့မြို့နယ်ကကြန့်ခိုင်ရုံတွေကိုလည်းတိုက်ခိုက်ခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။ရန်ကုန်အာမေနေနဲ့အကြမ်းစစ်တပ်နဲ့ဆိုင်တဲ့ပြစ်မှတ်တွေစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲနဲ့ပါဝင်လုက္ကိုင်နေသူတွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့တအားဒေသမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အော်တိုဘာလတွင်တန်ဃာတော်တွေပါဝင်ရပ်သားပြည်သူ49ဦးသေဆုံးပြီး92ဦးဒဏ်ရာရတဲ့သတင်းဖြစ်ပါတယ်။ တောင်ဒေသမှာအော်တိုဘာလတွင်ဂျမ်မစစ်တဲရဲ့လေကြောင်းပါဝင်ဒရုန်းတွေနဲ့ဘုံကျဲပစ်ခတ်တိုက်ခတ်မှုကြောင့်တန်ကားရုံနှစ်ပါးနဲ့ကလေးတွေပါဝင်ရဲသားပြည်သူ49ဦးသေဆုံးပြီး52ဦးဒဏ်ရာရခဲ့တယ်လို့ TNL ဘက်ကဒီနေ့နိုဝင်ဘာလ1ရက်မှာထုတ်ပြန်လာပါတယ်။ဂျမစစ်တဲရဲ့တိုက်ခတ်မှုတွေကြောင့်တန်ကားနှစ်ပါးကလေးငယ်10ဦးမျိုးသား16ဦးနဲ့မျိုးသမီး20ဦးသေဆုံးခဲ့ရပြီးတန်ကားရုံ6ပါးကလေး26ဦးမျိုးသား20ဦးမျိုးသမီး19ဦးဒဏ်ရာရရှိကနေအိန္ဒိယ85လုံး စာတင်ကျောင်း9ကျောင်း၊ဘုံကြီးကျောင်း9ကျောင်း၊ကျောင်းဆောင်9ကျောင်း၊စာဝန်6ခု၊မွေးမြူရေးချမ်း2ချမ်း၊ဆိုင်ငယ်9ကန့်၊လက်ဖက်ဆက်ရုံတရုတ်၊ဆိုင်ကယ်၄စီးနဲ့ကား၁၀စီးပုံစံထိမှန်ပျက်စီးခဲ့ရတယ်လို့ PSLF တရနယ်လီတရင်နဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေရသိရပါတယ်။ဂျမစစ်တက်ဟာတအောင်တက်တွေထိမ့်ချုပ်ထားတဲ့ရွှေမြောက်ဒေသကကြောင်မဲမြို့နယ်ကို3ကျိန်၊နမ်တူမြို့နယ်ကို9ကျိန်၊မန်တုံမြို့နယ်ကို2ကျိန်၊ဒီဘောမြို့ကို6ကျိန်၊မိုင်းလုံမြို့နယ်ကို9ကျိန်၊မိုင်းငုံမြို့နယ်ကို3ကျိန် နမ်ဆန်မြို့နယ်ကို6ကျဲ၊မိုးမဲမြို့နယ်ကို9ကျဲ၊မန္တလေးတိုင်းနယ်ကမိုးကွမြို့နယ်ကို4ကျဲ၊ Jet Fighter တွေ drone တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ဒါကြောင့်မိဘပြည်သူများအနေနဲ့ Jet Fighter တွေရဲ့ပုံကျဲတိုက်ခတ်မှုတွေကိုရှောင်ရှားနိုင်ဖို့စီရေးသတိအမြဲရှိနေကြဖို့လေကြောင်းရင်မှကာကွယ်နိုင်အောင်လေကြောင်းရင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေလိုက်နာဆောင်ရွက်ကြဖို့ TNL ကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။